ွဲမင်္ဂလာပါဆိုမိမှချဲတော်အကနေကြိုဆိုပါ၏နိုင်ငံတကာသတင်းများတင်ပြသွားမည်ဖြစ်သည်ဝတ်တပ်ဖွဲ့သည် ထိုင်းနိုင်ငံအတွက်ချင်းချောက်မှုဖြစ်ကြောင်းသူတေတီအဆိုထိုင်းနိုင်ငံသို့မူရစ်စေဝါများမှောင်ခူပေါ်ဆောင်ရာအတွက်မြန်မာနိုင်ငံရှိဝတ်တပ်ဖွဲ့ထိန်းချုပ်နယ်မြေများကိုအဓိကနေရာအဖြစ်သက်ဆင်ရှင်နာဝေဝင်ကြီးချုပ်ဟောင်းကဖော်ပြခဲ့သည်ထို့အဆိုပေါ်ဝတ်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူဦးညီရန်ကအခြေမြင့်မဲ့သောဆွဆွဲချက်ဟုပယ်ချခဲ့သည်။ဦးညီရန်ကနေဆက်ဒေတာတွင်တရှိသောကြောင့်ပြည်တွင်းမှမူရစေဝါများသည်မလွဲမသွေ နေဆက်ဖြတ်တန်းလာနိုင်တော်လဲပြင်းသည့်ဝတ်တက်ဖွဲ့ကတိုက်ရိုက်ပါဝင်သည်ဟု ဆိုလိုမှုမဟုတ်ပါဟုပြောကြားသည်။ ထိုင်းနိုင်ငံအနေနဲ့မူရစ်စေဝါနှိမ်နင်းရေးကိုတင်းကျပ်စွာဆောင်ရွက်ရန်လိုအပ်ပြီးရန်သူများအပေါ်တနာညာတာမှုမပြသသင့်ဟုမူရစ်စေဝါထိန်းချုပ်ရေးဘုတ်အဖွဲ့ယုံတွင်တက်စိန်ကထပ်မံပြောကြားသည်။ထိုင်းဆိုရကမြန်မာစစ်ကောင်စီအားတလမှနှစ်လအတွင်းမူရစ်စေဝါပြည်ထနာကိုကင်တွယ်ဆောင်ရွက်ရန်တောင်းဆိုထားပြီးမအောင်မြင်ပါက ထိုင်းနိုင်ငံအနေဖြင့်တိုက်ရိုက်ကြောင်းဝင်ရလိုအပ်လာနိုင်ကြောင်းသက်စင်က အတိပေးခဲ့သည်ထို့ပြင်မူရစေဝါထုတ်လုပ်မှုဆက်လက်ရှိနေပါကအေယာကိုရန်လိုသောအခြေအနေတည်းရဲ့အဖြစ်သတ်မှတ်ရမည်ဟုလည်းထောက်ပြခဲ့သည် ထိုင်းဝင်ကြီးချုပ်ပေထောင်တန်ရှင်နာဝိထရာကလည်းငွေရစီဝါတိုက်ဖြည့်ရေးအတွက်အတုံးဝင်သောသတင်းချက်လက်များအားဂယုပြုစွာလက်ခံကြောင်းပြောကြားပြီးထိုသတင်းချက်လက်များအပေါ်အခြေခံ၍ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးမှုများဆောင်ရွက်ခဲ့ကြောင်းပြောသည်အနောက်ထဲမှမြန်မာနိုင်ငံအတွင်းမူရစေဝါထုတ်လုပ်မှုအခြေအနေနှင့်ပတ်သက်၍တမ်းမဆတ်တက္ကသိုလ်အောက်ရှိအရှိတောင်အာရှလေးလာရေးဌာနမ သူတေတီနှင့်ပမောက္ခတူရပါဖရီခရရှာဝတ်တပ်ဖွဲ့သည်ထိုင်းနိုင်ငံအတွက်ချင်းချောက်မှုတစ်ခုဖြစ်ကြောင်းထောက်ခံပြောဆိုခဲ့သည်အီရန်သို့ဆော်ရီအာရေဗျသတိပေးစာပေးဖို့ ဒေတာရီရေခင်းများပြင်းထန်လာနိုင်မှုအပေါ်စိုးရိမ်မှုများကြောင့်ဆော်ဒီအာရေဗျဘုရင်သည်မိမိသားတော်ကိုအီရန်အာဏာရှိကောင်းဆောင်အရာတိုလာအလီခါမေနီထံတတိပေးစာပါဝင် ကိုရိုင်ပို့လိုက်သည်ဟုပင်လယ်ကွေ့ဒေတာရှိအစိုးရအနီးကပ်အရာရှိနှစ်ဦးမှ ဖော်ပြခဲ့ကြသည် ရေဒီယိုတင်ရထိုတတိပေးစာတွင်အစ္စရေးနှင့်စစ်ပွဲဖြစ်ပွားမှုအနေအများရှောင်ရှားနိုင်ရန်အတွက်တောင်သူဦးသမရဒေါ်နယ်ထရန့်ကတင်ပြထားသောနျူကလ িয়ার သဘောတူညီချက်အပေါ်တုံ့ပြန်ဆွေးနွေးရန်လေးနက်စွာဖိတ်ခေါ်ထားသည်ဟုဖော်ပြထားသည်။ဆော်ရီဝင်ကြီးတဦးကလည်းအစ္စရေး၏တိုက်ခိုက်မှုဖြစ်ပွားနိုင်မှုကိုရင်ဆိုင်သင့်ခြင်းထက် အမေရိကန်နှင့်သဘောတူညီချက်တည်းရရှိနိုင်ခြင်းကပို၍အကျိုးရှိမည်ဟုဆိုသည်။ ထို့ပြင်ဂါဇာနှင့်လက်ဗလွန်ဒေသများတွင် မကြသေးမီကဖြစ်ပွားခဲ့သည့်ပြိပခများကြောင့်ဒေသတွင် တင်းမာမှုများတိုးလာနေခြင်းကိုဆော်ဒီအာရေဗျကစိုးရိမ်နေပြီးထပ်မံဖြစ်ပွားလာနိုင်သည့်တင်းမာမှုများကိုမလက်ခံနိုင်ကြောင်းဆော်ဒီဝန်ကြီးတအူးကနိုင်ငံသားတန်တမန်တအူးထံပြောကြားခဲ့သည် ထို့နောက်ထရန့်အစိုးရဖွဲ့ကလည်းနျူကလ িয়ার သဘောတူညီချက်အတစ်တရက်ကိုမကြမီလက်မှတ်ရေးထိုးလိုကြောင်းနှင့်တန်တမန်ရေးဆွဲခြင်းဖြင့်ဆက်ဆံရေးတကားကိုပြင်းပြန်စွာပိတ်သွားမည်ဟုကြေညာခဲ့သည်။အမေရိကန်သည်တရုတ်ပညာတော်သင်များ၏ဗီဇာဖြတ်သိမ်းမည်ဆိုရာတရုတ်တန်ရုံမှတုံ့ပြန်ရေးဆို မေလ26ရက်နေ့တွင် ထုတ်ပြန်ခဲ့သောအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာန၏ကြေညာချက်အရအမေရိကန်နိုင်ငံအတွင်းရှိတရုတ်ပညာတော်သင်များ၏ဗီဇာများကိုဖျက်သိမ်းမည်ဖြစ်ကြောင်းဖော်ပြခဲ့သည့်ဤအကြောင်းအရာနှင့်သက်ဆိုင်သောမီဒီယာမေးမြန်းမှုတစ်ရပ်အပေါ်ထုတ်ပြန်ခဲ့ရာတွင်အမေရိကန်နိုင်ငံရှိတရုတ်တန်ယုံမှပြောရေးဆိုခွင့်ရှိသူက အမေရိကန်အစိုးရ၏နိုင်ငံရေးသဘောထားနှင့် ခွဲခြားဆက်ဆံသည့်လုပ်ရည်များကိုတရုတ်နိုင်ငံအနေဖြင့်တင်းကျပ်စွာဆန့်ကျင်ကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။တန်ယုံမှတင်ပြချက်အရဤလှုပ်ဆောင်ချက်သည်အမေရိကန်နိုင်ငံရှိတရုတ်ပညာတော်သင်များ၏တရားဝင် ခွင့်ရများနှင့် အကျိုးစီးပွားများကို များစွာ ထိခိုက်စေနိုင်သည့်အပြင်အမေရိကန်၏နိုင်ငံတကာပုံရိပ်နှင့် နိုင်ငံကုန်သိက္ခာကိုလည်းထိခိုက်စေနိုင်သည်ဟုတတိပေးခဲ့သည် ထို့ကြောင့်တရုတ်တန်ယုံကအမေရိကန်အစိုးရအားတရားမျှတမှုအပေါ်ခြေခံပြီးရင်းဆုံးဖြတ်ချက်ကိုပြန်လည်စဉ်းစားပေးရန်တည်ကြည်လေးနက်စွာတောင်းဆိုခဲ့ပြီးတရုတ်ပညာတော်သင်များ၏တရားဝင်ခွင့်ရေးများနှင့်အကျိုးစီးပွားများကိုထိထိရောက်ရောက်ကာကွယ်ရေးဆောင်ရွက်ရန်တိုက်တွန်းခဲ့သည်ဂျာမနီနှင့် ယူကရိန်းတာဝေးပြစ်လက်နက်များပူးပေါင်းထုတ်လုပ်ရန်သဘောတူမည်မေလ32025ဂျာမနီနှင့်ယူကရိန်းနိုင်ငံတို့သည် ာဝေးပြစ်လက်နက်များကိုပူးပေါင်းထုတ်လုပ်ရန်သဘောတူညီခဲ့ကြောင်းသိရှိရသည်။ဂျမန်နေကဘာလင်မြို့၌တွေ့ဆုံခဲ့သောဂျာမနီဝန်ကြီးချုပ်ဖရက်ဒရစ်မတ်စ်နှင့်ယူကရိန်းသမ္မတဂျယ်လင်စကီတို့သည်အနောက်နိုင်ငံများ၏အပြစ်ခတ်ရစဲမှုတောင်းဆိုချက်များကိုပယ်ချခဲ့ကြပြီးယူကရိန်းအပေါ်တိုက်ခိုက်မှုအရှိန်ဟုန်တိုးလာသောရုရှားနိုင်ငံနှင့်ညီတို့ဆက်ဆံမှုကိုဆွေးနွေးခဲ့ကြသည် ဖရက်ထရစ်မတ်စ်ကရင်းတွေးဆောင်မှုပြီးသည့်အခါတွင်ပြောကြားရာ၌ရုရှားနိုင်ငံ၏တိုက်ခိုက်မှုများသည်ငင်းကြေးရေးအပေါ်မစိတ်ဝင်စားမှုကိုထင်ဟနေသည့်ဟူဆိုသည့်ထို့အပြင်ယူကရိန်း၏ကာကွယ်ရေးစွာမြင့်တင်ရေးအတွက်တာဝေးပြစ်လက်နက်များပူးပေါင်းထုတ်လုပ်ရန်သဘောတူခဲ့ကြောင်းသမရဇဲလင်စကီးကပြောကြားခဲ့သည်။ဂျာမနီက ထောက်ပံ့သည့်လက်နက်များဖြင့်ယူကရိန်းကရုရှားနယ်မြေများကိုတိုက်ခိုက်ခွင့်ရှိကြောင်းလည်းဖရက်ထရစ် ်မတ်စ်ကထပ်မံပြောကြားသည်ထို့ပြင်ကီလိုမီတာ900အကွာမှပြစ်ခတ်နိုင်သောထော်ရပ်စ်ဒုံးကျည်များထောက်ပံ့ရေးအပေါ်လည်းရင်းတွေ့ဆုံမှုတွင်အ धिक ဥတီဆွေးနွေးခဲ့ကြသည်ဟုသိရသည်တစ်ဖက်တွင်ရုရှားသမ္မတယုံပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်ရှ်ကော့ကဤသဘောတူညီချက်အပေါ်ဝေဖန်ခဲ့ပြီး ဤလုံရက်သည်ငင်းကြဲရေးကြိုးပမ်းမှုများကိုအဟံတားဖြစ်စေသည်ဟုဆိုသည်သို့တော်လည်းတိုက်ခိုက်မှုများရှိနေတော်လည်းရုရှားအနေဖြင့်ငင်းကြဲရေးလုပ်ငန်းစဉ်ကိုဆက်လက်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်းယူကရိန်းနှင့်အတူဒုတိယအကြိမ်သဘောတူညီမှုဆွေးနွေးရန်လည်းမျှော်လင့်ကြောင်းပြောကြားခဲ့သည်တင်းချိုင်းနေဖြင့်မေလ16ရက်နေ့တွင် တူရကီနိုင်ငံတွင်ရုရှားနှင့်ယူကရိန်းကိုယ်စားလှယ်အဖွဲ့များအကြားတိုက်ရိုက်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည် အမေရိကန်ကာကွယ်ရေးဝင်ကြီးမှတရုတ်ချင်းချောက်မှုအပေါ်တည်ပြီးအမေရိကန်ကာကွယ်ရေးဝင်ကြီးပီဟက်ဆက်သည်တရုတ်နိုင်ငံထံမှ ပေါ်ပေါက်လာသောချင်းချောက်မှုသည်တကယ်တမ်းအနေရဖြစ်ကြောင်းမကြာမီထင်ရှားလာနိုင်ကြောင်းတည်ပြီးပြောကြားခဲ့သည် ထို့အပြင် အင်ဒိုပစိဖိတ်ဒေသရှိ မဟာမိတ်နိုင်ငံများအနေဖြင့်ကိုပိုင်ကာကွယ်ရေးအတွက်အသုံးစရိတ်များတိုးမြှင့်ရန်တိုက်တွန်းခဲ့သည်ပထမဆုံးအကြိမ်ဖြစ်ဦးစွာတက်ရောက်လာသည့် Shangri-La Forum Night ဟက်ဆက်ကပြောကြားရ၌အမှန်တကယ်ပြောရမယ်ဆိုရင်တရုတ်ချင်းချောက်မှုကတေချာစွာတရှိပြီး မကြခင်အထင်ကရဖြစ်လာနိုင်ပါတယ်ဟုဆိုသည်ယင်းဒီဇန်နဝါရီလကဝင်ကြီးရာထူထမ်းဆောင်လာချိန်မှစ၍တရုတ်နိုင်ငံအပေါ်ပြင်းထန်ဆုံးပြောဆိုမှုများထဲမှတစ်ခုဖြစ်သည်။ထိုင်ဝမ်အပေါ်တရုတ်၏လွှမ်းမိုးရေးကြိုးပမ်းမှုသည် အင်ဒိုပစိဖိတ်ဒေသနှင့်ကမ္ဘာပေါ်တွင်ဆိုးရွားသောအကျိုးဆက်များဖြစ်ပေါ်စေနိုင်ကြောင်းဟက်ဆက်ကသတိပေးခဲ့တော်လဲထရန့်သမရအဖြစ်တာဝန်ထမ်းဆောင်စဉ်အတွင်းတရုတ်သည်ထိုင်ဝမ်ကိုတိုက်ခိုက်မည်မဟုတ်ကြောင်းထရန့်၏မကြသေးမီမှတ်ချက်ကိုလည်းပြောတန်ရောင်းသလိုဖျက်သွားခဲ့သည်ပေကျင်းမျိုးကတရုတ်အစိုးရသည်အင်အားကိုအသုံးပြု၍ဒေသအတွင်းပါဝါချိန်ခွင်ပြောင်းလဲခြင်းကိုပြင်ဆင်နေကြောင်းနှင့်ရင်းပေါ်တဲတဲမြင်မြန်နားလည်ရမည်ဖြစ်ကြောင်းဟက်ဆက်ကထပ်မံပြောကြားသည် ့သောလုံခြုံရေးအတွက်အသုံးစရိတ်တိုးမြင့်ရန်လိုအပ်ကြောင်းအကြောင်းပြချက်ဖြင့်ပြောခဲ့သောဟက်ဆက်ဤအဆိုများသည်အာရှမဟာမိတ်များအကြားတန်တရားနှင့်စိုးရိမ်မှုများကိုဖြစ်ပေါ်စေနိုင်ကြောင်း Reader သတင်းဌာနကဖော်ပြသည်ရှန်ဂရီလာဖိုရန်တွင်တရုတ်ကာကွယ်ရေးဝန်ကြီးတက်ရောက်ခြင်းမရှိဘဲစစ်ပညာရေးဆိုင်ရာကိုယ်စားလှယ်အဖွဲ့ကိုပင်ပေးပို့ခဲ့သည်။အမေရိကန်၏အာရှဒေသအပေါ်စိတ်ဝင်စားမှုကိုဟက်ဆက်ကတင်းတင်းထန်ထန်ဖော်ပြခဲ့တော်လဲ ငင်းနေဖြင့်မဟာမိတ်များအားပြောပြတုံးလုံးသည်အထောက်ကူမဖြစ်နိုင်သည့်အထက်စည်းစံတန်အရသာပါဝင်နေသည်ဟုအမေရိကန်ဒီမိုကရက်တစ်အမတ်တမ်မီဒက်ဝော့ကတုံ့တက်ခဲ့သည် ရှန်ဂရီလာဖိုရန်အားဦးစီးခြင်းပါသည့်နိုင်ငံတကာမဟာဗျူဟာလေ့လာရေးအဖွဲ့ IIRSL ကလည်းအာရှဒေသအတွင်းရှိနိုင်ငံများကလက်နက်အပြင်သုတေသနလုပ်ငန်းများအပေါ်တုံးဆွဲမှုမြင့်တက်လာနေပြီးမှောင်မိုက်သည့်လုံခြုံရေးအခြေအနေများအတွက်တုံ့ပြန်မှုတရက်အဖြစ်မြင်ရကြောင်းဖော်ပြခဲ့သည်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် Like Subscribe ခေါင်းပေါင်းလေးနှိပ်ပေးဆက်လက်အားပေးကြ